ညီမွေးညရှင်များဖြစ်တဲ့ဦးကျော်နိုင်တက်သောသက်စုမွန်တို့မိသားစုမွေးညမွေးရကုသိုလ်ဆက်အသက်ရှိကြပါစေတက်ရှိခြင်းမှာစိတ်ချမ်းသာလိုရာဆန္ဒတွေလည်းတလုံးတဝါကြီးပြည့်စုံကြပါစေကုသိုလ်ကံဖြစ်ကံတွေဆင့်ကံတွေလည်းမြင့်နိုင်ကြပါစေကုသိုလ်ကံကြောင့်ကံသစ်လောင်းကံတွေလည်းအမြဲတမ်းကောင်းနိုင်ကြပါစေစိတ်ကြံသလောက်အတိတ်ထံပေါင်း ပြီးမြောက်အောင်မြင်နိုင်ပါစေလို့ဆရာတော်တန်ဃာတော်များရဲ့ကိုစားမွေးနေ့ရှင်များမွေးနေ့ရှင်များကိုဆုတောင်းပေးပါတယ်ဒီနေ့ဦးကျော်နိုင်တော်သက်စုမွန်တို့ဒါဒီတက္ကသိုလ်မှာလာပြီးတော့ဆွမ်းလက္ခဏာနှစ်ချိန်မြောက်ဖြစ်သွားပြီးမိသားစုတွေဒီတက္ကသိုလ်မှာလာပြီးတော့ဆွမ်းလက္ခဏာပွဲမှာဒီဘတော်ဦးစင်တို့သာသနာ့ဗန်တိုင်းမှာယင်းကြီးမြုံနံပါဆိုတဲ့ခေါင်းစဉ်နဲ့ဦးစင်တို့ 10မိနစ်15မိနစ်လောက်စကားပြောကြရအောင်။ဘုရားရှင်ကိုတော်မြတ်ကြီးလက်ထက်တော်အခါတုန်းကတော့တထီးဒီတကြွေဒီပစ္စည်းဥစ္စာတွေချမ်းသာကြွယ်ဝကြတယ်။အဲ့ဒီချမ်းသာကြွယ်ဝကြတဲ့ရွှေတုံးငွေတုံးတွေကိုငကိုတုံးကတော့ဥစဉ်တို့ဗန်ဒီမရှိဘူးမရှိတော့အဲခန္ဓာတော်ကမြေကြီးမှာမြုပ်ထားတဲ့တွင်းတွေတူးပြီးတော့မြေကြီးထဲမှာတွင်းတွေနက်နက်တူးပြီးတော့အမှတ်သားတွေနဲ့ထားပြီးတော့ မြေကြီးမှာမြုပ်ကြတာပေါ့အလိုရှိရင်အဲ့ဒီမြေကြီးတွေကတူပြီးတော့သုံးဆောင်ကြတာဒါပေမဲ့အဲ့ဒီမြေကြီးတွေမှာမြုပ်ထားပင်တော်ညာလေကံသဘောတရားအရာကိုကံစာတာတွေနှိပ်လာပြီးဆိုရင် ကိုတူလာတဲ့တွင်းတွေမမှန်မိတာတို့ဖြစ်တယ်နတ်ဒီတရားတွေက ယူဆောင်သွားတာလည်းရှိတယ်မြေပုပ်ပလူတွေယူဆောင်သွားတာလည်းရှိတယ်တခါချင်းကံပါဖြူပြီးတော့ အဲ့ဒီဆွေတွေငွေတွေဆွေအုံးငွေအိုးတွေပျောက်ပြတ်သွားတာလည်းရှိ။ဒါမြတ်စွာဘုရားကဘလောက်ပဲပစ္စည်းဥစ္စာတွေယဉ်ကြီးမြုံနှံတာယတာပုံညက်ခယောဟောတိသဗ္ဗမေတံဝိနတတိမိမိတို့ကံစားတာတွေပြက်လာပြီးပြက်လာပျောက်လာပြီးဆိုရင်ကံမကောင်းတော့ဘူးဆိုရင်အဲ့ဒီပစ္စည်းဥစ္စာတွေက မခိုင်းမြဲတော့ဘူးပျက်စီးသွား။ဒါယဉ်ကြီးလေဒီတိုင်းပေါ့ဥစ္စေတော်တော်ကောင်းများ ပိုက်ဆံကြီးများများရလာပြီးဆိုရင်ကိုစီမသိမ်းထားရင်အဆင်မပြေဘူးမိကန်တိတာဘလောက်ပဲတက်တက်အဆင်မပြေဘူးအဲကြောင့်မို့အဆင်ပြေဖို့ဗန်ဒီမှာသွားပြီးတော့အဲ့ရဗန်မှာအထားတဲ့အတွက်ကြောင့်ကိုအိမ်နဲ့ဆိုင်ရင်အစွဲဗန်ဒီမှာအထားတဲ့ပုဂ္ဂလိကဗန်ဒီမှာအထားတဲ့အတွက်ကြောင့်ဒါခိုင်မာတယ်လို့ပြောရမှာပေါ့ကိုအိမ်နဲ့ဆိုင်ရင်တော့ခိုင်မာတာပေါ့ဒါပေမဲ့အဲ့ဒီပုဂ္ဂလိကဗန်တွေကတော့တကယ်စိတ်ချရဲ့လားဆိုရင် ူလည်းစိတ်မချရအောင်စီပွားရေးအခြေအနေအရသူကဒေဝါလီ ခံသွားမယ်ဆိုရင် ကိုပစ္စည်းဥစ္စာတွေဘာတစ်ခုမှရမှာမဟုတ်တော့ညမောမြတ်စွာဘုရားကအဲ့ဒီနိတိကန္နာသုံးပါပဲသာသနာဒီဟူသောဗန်တိုင်းမှာယဉ်ကြီးမြုံနှံကြပါလို့တိုက်တွန်းတော်မူတယ်သာသနာတည်းဟူသောဗန်တိုက်ကဘာတွေလဲဆိုရင် စီတီယံမိစာတံဂေဝပုဂ္ဂလေအတ္တိတုဝါမာတရိပိတတိစာပိအတောစိထာပိဘာတရိ မြတ်စွာဘုရားခွင့်ပြုတော်မူတဲ့ဘံကအဲ့ဒီဘံဒီမှာယဉ်ကြီးမြုံနိုင်ဘတော်မှမပြည့်စည်တော့ဒီဘဝတည်းမဟုတ်ဘူးတန်တရာတစ်ရှောင်းလုံးနဲ့မပြည့်စည်ဘူးအဲ့ဒီကုသိုလ်ကောင်းမှုတွေကနောက်ဆုံးနိဗ္ဗာန်တိုင်အောင်ချမ်းသာစေနိုင်တဲ့အနုဂါမိကရွှေအိုးလို့ခေါ်တာပေါ့အဲ့ဒီသာသနာတည်ဟူသောဘံထဲမှာယဉ်ကြီးမြုံနိုင်ပါနပတိစီဒီစီဒီဆိုတာအခါလျော်စွာရွှေကုံဖျားတို့စသည့်ဖြစ်ပေါ်လင်း ရုံးစွာဆောင်ကိုယ့်ရဲ့အိမ်မှာတည်ထားကိုးကွယ်ထားတဲ့ဗုဒ္ဓဆင်းရဲကြောင့်မြတ်ကြီးတွေကိုတောက်တော်ရေးစီမီတော်ရေးပန်းတော်စွန်းတော်တွေကတ်တာလဲဒါစီဒီဒီဟူသောပန်းတိုင်းမှာယင်းကြီးမြုံနှံခြင်းပဲဖြစ်ပါသံဃေဝါယင်းကြီးမိသားစုကိုကျော်နိုင်တို့မသက်စုမွန်တို့တာတက်ကတော်မှာလာပြီးတော့ဆွန်းလာကြကြတာဒါနှစ်ချိန်မြောက်ဖြစ်သွားပြီဒီတက်ကတော်မှာတရင်သုံးတော်မူတဲ့သံဃာတော်ရှင်သူမြတ်ကြီးယင်းကြီးဆိုရင်အခါအားလျော်စွာအခွင့်အခွင့်အခါအားလျော်စွာ တန်ဃာတော်များစာဖြင့်နေတဲ့အချိန်နဲ့တိုက်ဆိုင်နေတာတန်ဃာတော်များစာဖြင့်နေတဲ့အခါချမ်းချမ်းသာသာစာဖြင့်ဆိုနိုင်ဖို့တန်ဃာတိဟူသောပန်တိုင်းမှာယဉ်ကြီးမြုံနှံနေကြခြင်းဖြစ်ပါဒီတက္ကသိုလ်မှာတရင်သုံးတော်မူတဲ့တန်ဃာတော်အပါ၄00ကျော်ရှိတယ်ဒီတန်ဃာတော်ရှင်သူမြတ်ဒီပရိယတိသာသနာတံဝန်ပရိပတ်တိသာသနာတံဝန်တွေကိုစွန်းစွန်းတမ်းမှန်ထမ်းဆောင်နိုင်ဖို့မိမိတို့ရဲ့မွေးနေ့အထိတ်အမှတ်ဖြစ်ဖြစ် တန်ဃာတိဟူသောဗန်တိုင်းမှာယဉ်ကြီးမြုံနှံကြဒါအလွန်တရာကံကောင်းတဲ့ကုသိုလ်ကောင်းမှုပေါ့နောက်တကပုဂ္ဂလိမိမိတို့ရဲ့အိမ်ကိုဧည့်သည်အဲ sorry မိမိတို့နဲ့ဂုဏဝတိဝရဝတိကြီးမားတဲ့ဆရာသမားကြီးရှိတယ်အဲ့ဒီပုဂ္ဂိုလ်များကိုလည်းတအားသူတွေပေးကမ်းလှူဒန်းပါဒါပုဂ္ဂိုလ်ကြီးဟူသောဗန်တိုင်းမှာယဉ်ကြီးမြုံနှံကြခြင်းဖြစ်ပါအတိထီသူဝါတခါတည်း တခါတည်းကျရင်ကိုယ့်ရဲ့အိမ်ကိုဧည့်သည်တွေရောက်လာတတ်တယ်။ကိုယ့်ရဲ့ရှင်မျိုးဧည့်သည်တွေရောက်လာတတ်တယ်။ရောက်လာတဲ့ဧည့်သည်တွေကိုလည်းကောင်းမွန်စွာချွေးမွေးအပ်ကံလှူဒန်းရင်ဧည့်သည်တွေဟူသောပန်တိုင်းမှာယဉ်ကျေးမြုံနှံကြခြင်းဖြစ်ပါမာတရီပိတရီကိုရဲ့အဖေကြီးအမေကြီးကိုလည်းတအားသရွေလှူဒန်းပေးကမ်းပါအဖေအမေကြီးကိုလှူဒန်းတာကလည်းပဲအဖေအမေကြီးဟူသောဖန်တိုင်းမှာယဉ်ကျေးမြုံနှံကြခြင်းဖြစ်ပါ အသောဇိထဘီပါတရီ နောက်ဆုံးပန်တိုင်ကကိုနဲ့အသက်အရွယ်ကြီးမားတဲ့အကိုတွေအမတွေဦးကြီးတွေဗတ်ကြီးတွေရှိတယ်အဲ့ဒီရှင်မျိုးတွေကိုလည်းတက်ဆွမ်းသမျှပေးကမ်းလှူဒန်းပါဒါမြတ်စွာဘုရားခွင့်ပြုတော်မူတဲ့ပန်တိုင်တွေယနေ့ကိုကျော်နိုင်တော်မသက်ဆွမ်းမွန်တို့သာသနာတည်ဟူသောပန်တိုင်မှာယင်းဤမြုံနိုင်နေကြခြင်းဖြစ်ပါမိမိတို့ပိုက်ဆိုင်နေတဲ့ PC ဥစ္စာသည်ရန်သူမျိုး၅ပါးနဲ့ဆက်ဆံနေတဲ့အတွက်ကြောင့်မခိုင်မာဘူးမခိုင်မြဲဘူး အဲ့ဒီမခိုင်မြဲတဲ့ပစ္စည်းဥစ္စာတွေကိုခိုင်မာတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးခွင့်ပြုတော်မူတဲ့သာသနာဗန်တိုင်းတန်ဃာတိဟူသောဗန်တိုင်းဘုရားရှင်ကိုတော်မြတ်ကြီး စီကြီးတော်တိဟူသောဗန်တိုင်းတွေမှာယဉ်ကြီးမြုံနှံနေကြခြင်းဖြစ်ပါအဲ့တော့ယဉ်ကြီးမြုံနှံလိုက်တော့ဒီအကျိုးတရားကြီးဘလို့ခံစားရသလဲဆိုရင်အီသောနိတိသုနိဟိတောအစီယောအနုဂါမိကောဘာဟာယကမဏီယေသောအေတံအာဒါယကိစ္စတိ ခနမြတ်ဖုရားဟောကြားတော်မူတဲ့ဗန်တိုက်တွေမှာမိမိတို့တအားသရွေဒါနတိဟူသောရွှေအိုးသီလတိဟူသောရွှေအိုးတမာတိတိဟူသောရွှေအိုးပညာတိဟူသောရွှေအိုးတွေကိုယဉ်ကျေးမြုံနံလိုက်မယ်ဆိုရင်အဲ့ဒီရွှေအိုးတွေကိုဘယ်သခိုးမှခိုးလို့မရဘယ်မင်းမှလည်းသိမ်းလို့မရဘယ်ရန်သူမှလည်းဖျက်ဆီးလို့မရဥစဉ်တော့အခြားပစ္စည်းတွေဆိုရင်ရန်သူမျိုး၅ပါးနှိမ့်ဆက်လို့ရတယ် အခုမြတ်စွာဘုရားသာသနာတော်ဒီဟူသောဗန်တိုင်းမှာယဉ်ကြီးမြုံနှံလိုက်တဲ့အတွက်ကြောင့်သူတော်ကောင်းများယဉ်ကြီးမြုံနှံလိုက်တဲ့ရွှေအိုးတွေကိုဘယ်တခိုးမှလည်းခိုးလို့မရဘူးဘယ်မင်းမှလည်းသိမ်းလို့မရဘူးဘယ်ရန်သူမှလည်းနှောက်ရှက်လို့မရဘူးနောက်တစ်ခါသူဝန္နတာသူတရတာသူတန်ဌာနာသူရူပတာအာဒီပိစာပရိဝါတော်တပ်ပတ်မီတင်နာလက်ပတိအဲ့ဒီသာသနာတည်ဟူသောဗန်တိုင်းမှာယဉ်ကြီးမြုံနှံလိုက်တဲ့အတွက်ကြောင့် သူဝန်နာတာအယောင်အစင်းကလည်းရွှေကဲ့သို့လှပတင်းတဲခြင်းအချိုတရားကိုခံစားရသူတရတာအတန်ဩဇာနဲ့ပြည့်စုံခြင်းဆိုတဲ့အချိုတရားနဲ့လည်းခံစားရတယ်သူရူပတာသူတန်ဌာနာခန္ဓာကိုယ်အစင်းကလည်းလှပတင်းတဲခြင်း ကိုလက်အင်္ဂါနဲ့ပြည့်ပြည့်စုံစုံနဲ့လှပတင်းတဲခြင်းအစိုးတရားအချိုတရားကိုလည်းခံစားရအာတိပိစပရိဝါရော မိမိတို့ရဲ့တပည့်တွေကပေါ်မှာလဲဩစာအာနာကြီးမားခြင်းဆိုတဲ့အကျိုးတရားတွေလဲဒါခံစားရတာမြတ်ပြားဟောတော်မူတဲ့အကျိုးတရားတွေကအများကြီးပဲဒါဥစဉ်တော်အချင်းချင်းပြောနေခြင်းဖြစ်ပါမနုဿိကာသသံပတ္တိဒေဝလောကိသယာယတိနာယာသနိဗ္ဗာနသံပတ္တိတပ္ပမေတိနာလပ္ပတိအချင်းချုပ်လိုက်မယ်ဆိုရင်ယနေ့ကိုချွန်နိုင်တော့မတ်သုမွန်တို့ယင်းကြီးမြုံနံလိုက်တဲ့ကုသိုလ်ရွှေအိုးတီ ယခုပိစုတ်ပံဘဝတင်မဟုတ်တန်တရာဘဝမှာကောနိနောက်ဆုံးနိဗ္ဗာန်တိုင်အောင်လူချမ်းသာနတ်ချမ်းသာ ပြမာချမ်းသာ နောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်ဤကံမုတ်ချပေးစွမ်းနိုင်တဲ့အကျိုးတရားတွေကိုဤကံမုတ်ချခံစားရဒါကြောင့်မို့မိမိတို့တအားသရွေ့သာသနာတော်တည်ဟူသောဗန်တိုင်းမှာမိမိတို့ရဲ့ပစ္စည်းဥစ္စာတွေကိုအရင်ပြုပြီးတော့ဒါနတည်ဟူသောရွှေအိုးသီလတည်ဟူသောရွှေအိုး ဖျားရှိခိုးခြင်းပတိစိတ်ခြင်းစတဲ့အမာတိတိဟူသောရွှေအိုးအပိတရားတွေကိုအာထုတ်ပြီးတော့ပညာတိဟူသောရွှေအိုးအဲ့ဒီရွှေအိုးလေးမျိုးကိုယင်းဤမြုံနှံလိုက်မယ်ဆိုရင်ပိစုံပံဘဝမှာလည်းချမ်းသာတယ်တန်တရားမှာလည်းချမ်းသာတယ်နောက်ဆုံးနိဗ္ဗာန်ချမ်းအတန်တိုင်အောင်ဤကံမုတ်ချခံစားရတယ်ဆိုတဲ့ဗုဒ္ဓမြတ်ဗျာနိတိကန္တသုံးပါး ဟောကြားတော်မူတဲ့ဒေသနာတော်ကို나ယူချီညိုပြီးတော့ယနေ့မိမိတို့ရဲ့မွေးနေ့မှာတန်ခါတီးဟူသောဗန်တိုင်းမှာမိမိတို့ရဲ့ပစ္စည်းဥစ္စာယတနာရှိဦးတွေကိုဖျားတပိတော်တို့မိသားစုအတူတကွယင်းကြီးမြုံနှံရလေပြီဒီယင်းကြီးမြုံနှံရတဲ့အကျိုးတရားကြောင့်နေဒီကန္နာသုံးပါးလာရှိတဲ့အတိုင်းလောကီအကျိုးစီးပွားလောကုတ္တရာအကျိုးစီးပွားတွေကိုဤကံမုတ်ချခန်းစား စံစားပြီးနောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်ဧကံမုတ်ချစံစားစံခံစားနိုင်သောသူတော်ကောင်းပုဂ္ဂိုလ်များအပီသည်ဖြစ်ကြပါစေကုန်တည်းသာဓုသာဓုပါဗျာခံရစေချအမြတ်ဝေချရအောင်အရှင်ဖရာယနေ့ယခုတပြည့်တော်တို့ဤ မွေးနေ့မင်္ဂလာအကြောင်းပြု၍ဤတက္ကသိုလ်၌သတင်းသုံးတော်မူကုန်သောလေးရာကျော်သောတန်ခါတော်ဒီဟုသောပန်တိုင်း၌မိမိတို့ဤဒါနရွှေအိုသီလရွှေအိုသမာဓိရွှေအိုပညာရွှေအိုတို့ကို ယင်းနီမြောက်နှံကြပါကုန်၏ဤကုသိုလ်ကောင်းမှုကြောင့်တပြည့်တော်တို့ပိစုံပံဘဝတန္တရာဘဝတို့၌အလိုရှိအပ်သောချမ်းသာအဖျားဖျားကိုခံစားဆန်စားပြီးနိဗ္ဗာန်တို့တိုင်ရောက်ရှိနိုင်သောကုသိုလ်အထောက်အပံ့ ဖြစ်ပါစေသာအရှင်ဖရာယနေ့ယခုဖရာတပည်တော်တို့မိသားစုမွေးနေ့မင်္ဂလာအချောင်းပြု၍ပြုလုံအားထုတ်ရသောကုသိုလ်ကောင်းမှုအဖို့ဘာကားတို့ကိုယခုဘဝရှိရှိဘဝ တောစัจจသောမိဘဘိုးဘွားဆရာသမားတို့အားအစထား၍32ဘုံချင်းလေကုန်သောလူနတ်မြန်မာတတဝအပေါင်းတို့အားအမြအမြပေးဝေပါ၏အလုံးသောလူနတ်မြန်မာ တတဝံအနန္တမှန်သမျှတို့သည်ဖရာတပြည့်တော်တို့နှင့်ညီတို့ညီမြအမြရာကြ၍ကိုစိတ်နှဖျားကျမ်းမာကြသည် ကိုစိတ်နှဖျားချမ်းသာကြသည်ကိုစိတ်နှဖျား ဝမ်းသာကြသည်ဖြစ်ကြပါစေတော်အမြဝေရအောင်အာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောတာဒုတာဒုတာဒုအာလုံးကြာကြာသမျှအမြအမြ အမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြကြသမြအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာ